အခက်အခဲတွေအများကြီးဖြတ်ကျော်ခဲ့ရပါတယ်။လူတွေအတိအမှန်မပြုခင်မှာဈေးဝယ်စင်တာတွေလမ်းစေးတွေမှာကောက်ခဲ့ရတာမို့ဝါသနာအရင်ခံပြီးအမှန်တကယ်ကြိုးစားမှသာ အောင်မြင်နိုင်မှာပါ။အောင်မြင်မှုရစေမဲ့နီလန်တစ်ဖြုတ်ကိုတော့မာဂလီဒူကလော့စ်ကအဝေးမျှခဲ့ပါတယ်။ de la danse hip hop. Alors ici, je ne connais pas le système, mais je sais que déjà en France, euh... ဆိုင်ရန်တကမှာအကနဲ့အတမူဝမ်းကြောင့်ပြုမယ်ဆိုရင် အကတင်တန်းကျောင်းတွေကပေးတဲ့တင်တန်းစင်းလက်မှတ်တွေလိုပါတယ်။ဒီနိုင်ငံမှာတော့အကတင်တန်းကျောင်းတွေမရှိလို့ပြိတက်တွေရှိမှအကကောင်းကျောင်းတက်တည်ပြဖို့တော့လိုပါမယ်။ကောက်ပွဲတွေကတစ်ဆင့်ပြိတက်အခိုင်အမာရအောင်လုပ်ပြီးအောင်မြင်မှုလည်းရှာနိုင်ပါတယ်။ကပြဖျော်ဖြေပွဲမှာပြင်ခဲ့ကပညာရှင်တွေဟာ street dance မျိုးစားတွေဖြစ်ကြတဲ့ break dance, popping, walking စတဲ့အကမျိုးစားတွေကိုလည်းမြန်မြန်ဆိုင်ဆိုင်တင်ဆက်ခဲ့ကြသလိုမြန်မာ street dance အဖွဲ့ကလည်း street dance အကကိုအိုးစီနဲ့တွဲဖက်ပြီးကပြခဲ့ပါသေးတယ်။မြမရိုးရအိုးစီနဲ့ street dance အကကိုတွဲဖက်တင်ဆက်ခဲ့တဲ့ဂျင်းမီကိုကိုက hip hop အကကို အခုလိုမျိုးအမျိုးသားစက်ရုံမှာတင်ဆက်နိုင်ခဲ့လို့ဂုဏ်ယူနေပါတယ်။ ဝန္နာမြန်မမြောက်ပြီးပါတယ်အရင်တော့ဆိုဒီလိုမျိုးဆိုကျွန်တော်တို့ဒီမျိုးသားကသက်ရွယ်ဇက်ကုန်ပေါ်မှာကျွန်တော်တို့လုတ်ချင်တိုင်းကိုလုတ်ချင်တိုင်းကိုဘယ်လိုပြောမလဲကျွန်တော်လုတ်ချင်တဲ့ဒီ hip hop နဲ့ဒီလူလက်ခံနိုင်လောက်တဲ့ acceptable ဖြစ်တဲ့ level ကိုကျွန်တော်ချပြဖို့လည်းအခွင့်အလမ်းမရှိခဲ့ဘူးကျွန်တော်တို့ပုံစံမျိုးစုံညီပန်းတော့ညီနေမျိုးစုံတွေတော့ဖြောပြမှုရှိခဲ့တယ်ဒါပေမဲ့အကုန်လုံးဒီကျွန်တော်လုတ်ချင်တဲ့အကအစ်စ်ကို hip hop ကပုံစံနဲ့ရောင်းဖြောပြခဲ့တယ်ပါတယ်